ပြပြီစင်ပြေတယ်ဆိုပြပြီဒါဟိုနေ့ကကျွန်တော်ပြခဲ့တဲ့ခွန်ထိပ်စီစိုက်နော်တို့ဒီကိုစုံကိုနေ့ထဲမှာငါးထိပ်စီ၃လုံးတို့ထွက်လိမ့်မယ်နော်အဲ့ငါးထိပ်စီ၃လုံးထွက်ရင်နောက်ထောင်၃လုံးရှစ်လို့ဖြစ်ထားတယ်နောက်ပေါင်း၁၁ရအောင်မှသူထွက်တယ်နော် တခါကိုးစုံပြီးတော့ကျွန်တော်တို့ကိုးနှစ်ပွင့်လျှောက်တော့ခွန်စုံခွန်စုံနဲ့ခုနှစ်တည်းမှာ6ထိပ်စီ3လုံးနော်6ထိပ်စီ3လုံးပဲထွက်တယ်အဲ့ဒီ6ထိပ်စီ3လုံးမြောက်ထွက်ရင်ခုနနောက်ပေါင်း71ပြီးတော့နောက်ပေါင်း10အောက်မှာထွက်တယ်နော်ဒီနောက်ပိတ်3လုံးက78လို့ဖြစ်ထားတယ်ပြီထွက်တယ်အခုကျွန်တော်တို့ဒီနှစ်တည်းမှာခွန်သေးသီးတစ်လုံးနှစ်လုံးနောက်ထပ်တစ်လုံးကျန်သေးတယ်အခုဒီနောက်ပေါင်း9ရဲ့အောက် နောက်ပိတ်3လုံး78လို့ဖြစ်ထားတဲ့တပွဲကျော်ဒီပွဲပဲရှိတော့တယ်နော်အဲ့ဒီခွန်ထိတ်ကိုကျွန်တော်အဲ့နေ့ကခွန်နှစ်ရှစ်လို့ထည့်ပြီးခဲ့တယ်နော်အခွန်နှစ်ရှစ်ကထိုးလို့ရလားဆိုတော့အဲ့ကောင်ခွန်နှစ်ရှစ်ထိုးလို့ရတယ်ဘာလို့လဲဆိုတော့ဒီ site မှာလဲခွန်နှစ်ရှစ်လို့တော့ပါတယ်ပေါ့နော်ဒါပေမဲ့ဟိုကြည့်ပြီးတော့တော့ကစားပေါ့ဒါကကျွန်တော်ကစားနေကြငါးစုံ ငါးစုံเนาะငါးစုံအဲ့ငါးစုံခုနှစ်တွေထဲမှာကျွန်တော်တို့တုံညထိတ်စီရတစ်လုံးနှစ်လုံးเนาะဒီမှာတစ်လုံးသုံးလုံးအဲ့ဒီသုံးလုံးလို့ကြာပြီတာเนาะဒီမှာတစ်လုံးရှိဒီကောင်ကလေးလုံးမြောက်เนาะဒါပေမဲ့ကျွန်တော်တို့အဲ့ဒီမှာတုံညထိတ်စီတုံညထိတ်စီဒီအဲ့ဒီနှစ်ထဲမှာဒီနှစ်ဦးတုံညက နှစ်ဦးတုံညကအဲ့ဒီနှစ်ထဲမှာတုံညပရိတ်အောင်မှာနော်ဒီမှာတုံညပရိတ်အောင်မှာတုံညထိတ်တလုံးသူကစားသေးတယ်နောက်တစ်ခုဒီမှာ2015မှာအဲ့တိုင်းပဲအဲ့ဒီသုံးထိတ်ဒီအဲ့ဒီနှစ်ထဲမှာသုံးထိတ်တလုံးဒီမှာတလုံးနှလုံးဒီမှာတလုံးသုံးလုံးမြောက်ဒီမှာကျွန်တော်ဖမ်းထားတယ်နော်နောက်တစ်ချက်ကအဲ့ဒီနှစ်ထဲမှာအဲ့ဒီနှစ်ဦးဒီသုံးထိတ်ဒီတုံညပရိတ်အောင်မှာ သုံးထိပ်တစ်လုံးသူကစားထားတယ်နော်နောက်တစ်ချက်ကကျွန်တော်တို့ဒီနှစ်ထဲမှာခွန်ထိပ်တစ်လုံးနှစ်လုံးကြပါပြီနော်ဒါပေမဲ့ဘူပရိအောက်မှာမဟုတ်သေးဘူးအခုကျွန်တော်တို့ဒီမှာဘူပရိကြလာတော့သူ့အောက်မှာနှစ်ဦးကခွန်ထိပ်ကခွန်ထိပ်တစ်လုံးကစားလို့ရတယ်နော်နောက်တစ်ခုကအဲ့ဒီတုံညာတစ်လုံးနှစ်လုံးသုံးလုံးမြောက်တုံညာလို့သူကြလိုက်တော့တို့ဒီဆောင်သုံးလုံးငါးလို့ဖြစ်တာတယ်နော် တီဆောင်သုံးလုံး၅လို့ဖြစ်ထားတဲ့တပွဲကြော်ဒီ၄ထိပ်စီးဒီနောက်ပိတ်သုံးလုံး၄လို့ထွက်ထားတဲ့အောက်မှာအဲ့ဒီ၃ညာထိပ်စီးကိုသူကစားပေးထားတယ်နော်ဒုတိယကတ်မှာလည်း၃ထိပ်ကဒီမှာတစ်လုံးဒီမှာတစ်လုံးနော်ဒီမှာတစ်လုံးကြားတယ်ဟောအဲ့ဒီ၃ထိပ်ဒီဒီ၃လုံး၅လို့ဖြစ်ထားတဲ့တပွဲကြော်၄ထိပ်ကနောက်၃လုံး၄လို့ရိုက်တဲ့အောက်မှာပဲအဲ့ဒီ၃ထိပ်ကိုထွက်တယ် သုံးသုံးလုံးမြောက်เนาะကျွန်တော်ဒီမှာတော့ကတုံညထိပ်စီတစ်လုံးမြောက်နှစ်လုံးမြောက်သုံးလုံးမြောက်เนาะအခုဒီမှာသုံးထိပ်သုံးထိပ်ဒီမှာတစ်လုံးဒီမှာတစ်လုံးဒါသုံးလုံးသုံးလုံးမြောက်ကဒီမှာเนาะအခုကျွန်တော်တို့ခွန်ထိတ်ကအပေါ်မှာနှလုံးထွက်ထားပြီနောက်တစ်လုံးလိုသေးတယ်အဲ့ဒီလိုတဲ့တစ်လုံးကကျွန်တော်တို့ဒီမှာဇောင်းသုံးလုံး၅လို့ဖြစ်ထားတဲ့တပွဲကြော်ဆိုရင်ဒီပွဲမှာအဲ့ဒီခွန်ထိတ်စီကစားလို့ရတယ်နော် အဲ့ तू อ่ะအပေါ်မှာလေးမဖြစ်ဘူးเนาะဒီမှာလေးမဖြစ်ဘူးကိုးကြီးဖြစ်တယ်အဲ့ကိုးကို तू อ่ะနောက်ပိတ်၃လုံး6 8ဆိုပြီး तू ကိုးလို့ထည့်သွားလို့ကျွန်တော် तू အောက်မှာအဲ့ဒီခွန်ထိတ်ကိုကျွန်တော်ထည့်ကစားခြင်းနေပေါ့ဗျာเนาะအဲ့မှာကျွန်တော်တို့ရိုးရိုးကြည့်ရင်တော့၃ည၃လုံးမြောက်က၃ညပိတ်တယ်ဒီမှာလဲ၃၃လုံးမြောက်က၃ညပိတ်တာလားဒါဆိုရင်ဒီခွန်၃လုံးမြောက်ဒီ၃ညပိတ်မလားဒီလိုတွေးလို့လည်းရတယ်เนาะ မှကျွန်တော်အဲ့လိုမယူတော့ဘူးကျွန်တော်တို့စတဲခဲ့တဲ့ဒီဆောင်ငါးကိုဆောင်းလုံး၃ညနဲ့ကျွန်တော်ပြန်ထည့်ဒီ၃လုံး၅ရဲ့ပါပါဒီဆောင်း၃လုံး၃ညနဲ့ကျွန်တော်ပြန်ထည့်မယ်နော်အဲ့ဒီမှာ၃ထည့်စီ၃လုံးမြောက်ကြတယ်ဒီဆောင်း၃လုံးက၅ပါပါဒီဆောင်း၃လုံးက၃ညနဲ့သူထွက်တယ်နော်အဲ့အခုကျွန်တော်တို့ဒီမှာဒီဆောင်၃လုံး၅လို့ထည့်ထားတဲ့တပွဲကြော်မှာခွန်ထိတ်လို့ထည့်ခြင်းညင်ဒီ၅ရဲ့ပါပါဒီ၃လုံး၃ညဖြစ်အောင်၈နောက်ပိန်နဲ့ထည့်နော် ရှစ်နောက်ပိတ်နဲ့ထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာကခါတိုင်းခါတူခါပေါ့နော်ခါတူခါထွက်တယ်ဒီမှာလဲငါးခါငါးခါဒီလိုထွက်ထားတာရှိတယ်အဲဒီနေရာမှာကျွန်တော်တို့ဒီ6ဒီ6ခါလို့ထည့်မယ်ဆိုရင်ဒီကဏ္ဍ68ဆိုတဲ့ကဏ္ဍတစ်ခွက်ထိုးလို့ရနောက်တစ်ခုကအဲ့ဒီမှာကျွန်တော်ဘာလို့၄ခါထည့်ထားလဲဆိုတော့ ကျွန်တော်ခုနကပြောခဲ့တဲ့ဒီ site မှာကျွန်တော်တို့ဒီ9ထိပ်3လုံးမြောက်ကြာရင်အဲ့ဒီကဏ္ဍဒီရှေ့တစ်နှစ်ကျော်ပါခင်ဗျာเนาะ9-4နှစ်ဒုတိယကတ်မှာ6ထိပ်စီ3လုံးမြောက်ကြာလိုက်တယ်6ထိပ်ဒီရှေ့တစ်နှစ်ကျော်ပါခင်ဗျာเนาะအဲ့ဒီနေရာမှာကျွန်တော်တို့ခွန်ရှေ့အခွာရတာပြီဒီခွန်ထိပ်3လုံးမြောက်ဒီရှေ့တစ်နှစ်ကျော်ပါခင်ဗျာခွန်ရှေ့နေလို့ကျွန်တော်ပြောခဲ့เนาะအဲ့အခုဒီနေရာမှာ ကျွန်တော်တို့ခွန်ရှိနှစ်လို့လဲထည့်လို့ရတယ်လို့ခွန်ရှိလေးလို့လဲသူကထည့်လို့ရတယ်เนาะ၄ခါကိုလဲထည့်လို့ရတယ်ဘာလို့၄ခါထည့်လို့ရလဲဆိုတော့အဲ့ဒီမှာကျွန်တော်တို့ကြည့်လိုက်ဗရိတ်ခွန်ဗရိတ်ရှိဒီနေရာမှာဗရိတ်၉လို့ထည့်ရင်၄ခါထည့်မယ်အဲ့၄ခါလို့ထည့်လိုက်တာ ਨੇ ခွန်ထည့်သီး၃လုံးမြောက်ခဏန်းသီးရှေ့တနစ်ကြောကခဏန်းဖြစ်မယ်ဆိုရင် ခွန်ရှိလေးဆိုတဲ့ဒီကဏ္ဍကဒီနေရာမှာခွန်ရှိလေးလို့ကြာဆိုထွက်သွားလို့ရတယ်เนาะဒါကခွန်ရှိလေးဟုတ်ပြီအဲ့ဒီမှာတကယ်လို့ဒီ303လုံးဒီကျွန်တော်တို့ဒီနှလုံးဒီနှလုံးခွန်ကြောင့်ခွန်ပါวะအဲ့ဒီနှလုံးနှစ်ကြောင့်နှစ်ပါวะဒီနေရာမှာခွန်ခါနဲ့ထွက်သလားเนาะဒါဆိုရင်ဒီနေရာမှာလည်းအတူတူပဲဒီခါနှလုံးပေါင်း3ညကြောင့်3ညရဲ့ပါวะ5ခါနဲ့ထွက်သလား ဒါလေးကတစ်ချက်အဲ့ဒီနေရာမှာကျွန်တော်တို့ဒီခါးနှလုံးကခွန်ပဲဖြစ်နေလို့ခွန်ပါပါဒီနေရာမှာနှစ်ခါးနဲ့ထည့်မယ်ဆိုရင်ဟိုနေ့ကကျွန်တော်ပြခဲ့တဲ့ခွန်ရှင်းနေဆိုတဲ့ဒီကဏ္ဍတစ်ခွက်ဖြစ်သွားမယ်နော်ပရိတ်ကိုကိုယူရင်ခွန်လေးရှင်းလို့ယူသွားမယ်အဲ့ဒီတစ်နှစ်ကျော်ကဏ္ဍခွန်ထိပ်သုံးလုံးတည်းကနေခွန်ပါတဲ့ကဏ္ဍနေကိုတော့ဒါသတိထားပါဘောနော်ခွန်နှစ်ခွန်လို့နော်နောက်ခွန်၃ညာ၉လို့ နော်ခွန်38တို့ခွန်41တို့ဒါတွေကစားလို့ရနော်အဲအဲ့ဒီခွန်ကခွန်2 8ကနှစ်ခါလဲရှိတယ်နော်နှစ်ခါလဲရှိတယ်နှစ်ခါလဲရှိတယ်ဆိုတာကဒီလိုက်ရတခြားဆရာတယောက်လဲတင်ထားတယ်လိုင်းပေါ်မှာကျွန်တော်ဒီနေရာမှာ ကျွန်တော်တက်အရင်တင်ထားတဲ့ဆရာလည်းရှိတယ်เนาะအဲ့တော့သူ့ကိုလည်းကျွန်တော် credit ပေးတယ်ကျွန်တော်နာမည်မမှတ်မိတော့လို့ပါသူ့နာမည်လည်းနည်းနည်းခတ်တယ်နောက်တော့3ဘိတ်4ဘိတ်5ဘိတ်6ဘိတ်เนาะဒီ3 4 5 6တည်အဲ့ဒီ3 4 5 6တည်ကျွန်တော်တို့ဒီနေရာမှာ3မယ်เนาะဒီနေရာမှာ4မယ်မြင်ရလားအဆင်ပြေလားအဆင်ပြေ ကျွန်တော်ဒီ3 4 5 6ကိုဒီနေရာမှာ3ဒီနေရာမှာ4ဒီနေရာမှာ5ဒီမှာ3လုံးကို6ပြောင်းတော့ကျွန်တော်တို့ခွန်ထေးစည်းထက်เนาะအဲ့ဒီ3 4 5 6 3 4 5 6 6လို့ကျွန်တော်တို့ထည့်ကျင်တာအဲ့ဒီ3 4 5 6လို့ထည့်လိုက်မှာ3ရဲ့ပါပါကျွန်တော်တို့ဒီ3လုံးကို6 နော်အဲဒီထောင်သုံးလုံး၄၄ပါဝါဒီသုံးလုံးကိုကိုအဲဒီထောင်သုံးလုံးက၅၅ပါဝါဒီသုံးလုံးက30အဲဒီသုံးလုံး6လို့ထည့်လိုက်မှာ6ရဲ့ပါဝါကျွန်တော်တို့ကဒီအောက်မှာဒီသုံးလုံးကိုဒေးလို့ကျွန်တော်ပြတယ်နော်အဲ့ဒီမှာနောက်ပေါင်း၅နောက်ပေါင်း6နောက်ပေါင်း9နောက်ပေါင်း8ဆိုတာတွေပါသူကတခါတည်းပြေးလာနိုင်တယ်နော်အဲ့အဲ့ဒါတွေပြေးတာမပြေးရတော့မသိဘူးပေါ့လေကျွန်တော်က နောက်ပွဲမှာဒီကောင်ကကစားခွက်ဝင်နေတာလေးကိုကျွန်တော်သွားတွေ့လို့ဒီခွန်ထိတ်ကိုကျွန်တော်ကြိုက်သွားတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့နောက်ပွဲအတွက်ကိုသူကလမ်းခင်းထားတယ်ဆိုရင်အပေါ်မှာအရင်ကြိုပြီးတော့သူကကစားတာများတယ်။နော်။အဲ့သူကကျွန်တော်တို့ဒီ3ရဲ့ပါဝါအာမာဘီ3ရဲ့ပါဝါဒီ3လုံးကို8 4ရဲ့ပါဝါဒီ3လုံးကို9 ငားရဲ့ပါဝါကျွန်တော်တို့သုံးလုံးက30เนาะအဲ့တော့ဒီ6ရဲ့ပါဝါဒီသုံးလုံးကို17လို့ရိုက်ရှင်တာအဲ့လိုမရိုက်ခင်ကျွန်တော်တို့ဒီ3ပါဝါ8လို့မရိုက်ခင်8ရဲ့ပါဝါအပေါ်မှာအရင်3သေးတာဟုတ်เนาะသူကအရင်ဖြစ်ခဲ့ဒီမှာအောက်မှာသူကဒါတိုက်ဆွဲဆွဲဆွဲလာမဲ့ line ဆိုတော့အဲ့ဒါကျွန်တော်ကအဲ့ဒါမျိုးချုပ်ကျွန်တော်ကြိုက်တယ်အမှန်တကယ်ကျွန်တော်၄ကတ်တွေတိတ်မကစားဘူးเนาะမကစားဘူးဆိုမကြိုက်ကိုမကြိုက်တာ ဒီလိုမျိုးနောက်ကိုမျောပင်ရှိတယ်ဆိုရင်တော့ကစားတယ်ဟိုနောက်ကိုသွားဖို့လမ်းခင်းထားတယ်ဆိုရင်သွားတယ်နောက်ဆုံးကြမှမပေးရင်မပေးတာတော့ဒီနေရာရောက်မှသာ तू မပေးချင်မပေးဖို့ပဲရှိမယ်အပေါ်မှာတော့ तू ကကြိုကစားဖို့ရှိတယ်เนาะဒီသုံးလုံး3 4 5 6เนาะအဲ့ဒီ3 4 0လို့7မှာထည့်ခြင်းထည့်မယ်မထည့်ခြင်းလည်းမထည့်ဘူးဒီနေရာမှာတော့6ကိုတော့ထည့်သွားလိမ့်မယ်လို့ကျွန်တော်ယူဆလို့ဒီဘက်မှာခွန်ထည့်စီကျွန်တော်ထည့်အဲအဲ့ခွန်ထည့်စီထည့်တာ ਨੇ အဲ့ဒီထဲမှာသူကထူးခြားချက်ကဘာပါလာတုံးဆိုလို့ဒါကစားရမကစားရကျွန်တော်မသိဘူးเนาะကျွန်တော်ရှင်းပြတာကစားချက်မှလည်းကစားမယ်ဒီ site ကကျွန်တော်ခွန်ထည့်တစ်လုံးပဲယူပါအဲ့ဒီမှာ သူကစီနီယာအပြေးတပြေးပါလာတာဒီသုံးလုံးက၄ဒီသုံးလုံးက၃၄၃ဒီသုံးလုံးက2 4 3 2ဒီသုံးလုံးက1လို့ထည့်ရင်ဒါ2ခါဝင်เนาะအဲကျွန်တော်ပြောတဲ့ခွန်ထဲ8အပိတ်ကိုဒီ2ခါနဲ့ဆိုရင်ခွန်2 8ဆိုတဲ့ခဏတကွက်ဒီဘွဲမှာကစားသွားလို့ရတယ်เนาะအဲအဲ့လိုယူလိုက်ရင်တော့ဒါတမျိုးပေါ့တကယ်လို့အဲ့ဒီလိုများကျွန်တော်တို့မယူဘူးပါ ို့စုံစည်းနေရာနဲ့ပြေးကြည့်မယ်ခဲတံနဲ့ရှက်ပြမယ်နော်စုံစည်းနေရာနဲ့ပြေးမယ်ဆိုတော့ကျွန်တော်တို့ဒီ6 6 3ဆိုတော့သူက3ညဖြစ်တယ်နော်အဲ့ဒီ3ညကို2ပွင့်လျှော့လိုက်ရင်8နော်ခွန်1 3ညဆိုပြီးတော့သူက8လို့ပဲစားတယ်နော်8ကို2ပွင့်လျှော့လိုက်ရင်ကျွန်တော်တို့6 6 6 4ဆိုတော့ဒီ3လုံးပေါင်းကို6လို့ပဲစားရတယ်6ကို2ပွင့်လျှော့လိုက်ရင် တော်တို့လေးလိုကစားခြင်းနဲ့ဆိုရင်ဒီနေရာမှာပါဖြစ်သွားမယ်တစ်ခါဖြစ်သွားမယ်เนาะတစ်ခါဖြစ်သွားမယ်အဲတစ်ခါဖြစ်သွားမယ်ဆိုရင်ကျွန်တော်တို့ဒီနေရာမှာခွန်1ရှိခွန်6ရှိခွန်4ရှိခွန်2ရှိเนาะဒါကျွန်တော်ရေးပြထားတယ်ခွန်1ရှိခွန်6ရှိခွန်2ရှိခွန်4ရှိเนาะအဲဒီ site ကပေးမယ်မပေးမယ်ဆိုတော့ကျွန်တော်တို့မသိဘူးပေါ့ဒါပေမဲ့ခွန်ထိပ်စည်းကိုတော့ကျွန်တော်ပြောချင်တာအဲ့ဒါလေးပဲ ။အဲဒီခွန်ထဲကအဲ့လောက်တယ်လားဆိုတော့မဟုတ်သေးဘူး။နောက်ဒီမှာတစ်ဆိုင်ရှိတယ်။အခုကျွန်တော်ပြသွားတာကဒီလိုမျိုး။ကျွန်တော်နောက်ထပ်တစ်မျိုးကဒီလိုပြနော်။ဟောထဲကြောင်သုံးလုံးကိုထဲသေးကြောင်သုံးလုံးကိုထဲသေးကြောင်သုံးလုံးကိုလို့ရိုက်တယ်နော်။အဲ့ဒီကိုရဲ့တပွဲကျော်၃ညခါတပွဲကျော်၃ညခါသူ့ရဲ့တပွဲကျော်မှာ၃ညခါလို့ရှိတယ်။အဲ့ဒီ၃ညခါရရဲ့အပေါ်နှစ်ပင်ကျော်မှာကျွန်တော်၃ည၁နှစ်လို့ဒါ၃ည တိနဲ့နော်တုံညာခါတုံညာခါတုံညာခါဒီသုံးလုံးကိုဒီသုံးလုံးကိုဒီသုံးလုံးကိုနော်အဲ့လိုမျိုးဇောင်းတွေပြေးတာအဲ့ဒီမှာကျွန်တော်ဒီသုံးလုံးကိုထည့်စီသုံးလုံးကိုကျွန်တော်တို့လေးလို့ထည့်ပြီးတော့တင်နောက်ပိတ်နဲ့ထူထွက်တယ်နော်ဒါဆိုရင်ဒုတိယကတ်မှာဒီထည့်စီသုံးလုံးကိုသူက၅လို့ဖြစ်ပြီးတင်နောက်ပိတ်နဲ့ထွက်တယ် အဲ့ဒီနေရာမှာကျွန်တော်တို့ထိတ်စီး၃လုံးကို၆လို့ဖြစ်ပြီးတင့်နောက်ဘိနဲ့ထွက်မယ်ဆိုရင်ရောဘယ်လိုဖြစ်သွားမလဲเนาะဟုတ်ဒီ site ကဒီတစ်ဘိတစ်ဘိတစ်ဘိတွေကိုပေးပါမလားဆိုတာတော့မသိဘူးပေါ့เนาะဘာလို့ရောဆိုတော့ဒီမှာ၅ဘိ၆ဘိဒီမှာခွန်ဘိကမပိတ်သွားဘူးเนาะဒီမှာ၃ခါ၄ခါဒီမှာ၅ခါကိုထည့်ရမှာ၅နောက်ခါထည့်သွားတယ် အဲ့ဒီ1ကပိတ်မယ်မပိတ်မယ်ဆိုတော့မသိဘူးဒါပေမဲ့ခွန်1တွဲလို့မြန်ဝင်လာခဲ့ရင်ဟိုကခဏန်းကွက်တစ်မျိုးပြောင်းသွားလို့ရတယ်နော်အဲ့လိုချင်တာကတော့ကျွန်တော်တို့ဒီတောင်းလုံး4 5 6လို့ပဲလိုချင်တာနော်အဲ့အဲ့4 5 6ကိုကျွန်တော်တို့ဒီမှာ3 4 5 6နဲ့ကျွန်တော်တို့ပြန်ထည့်ချင်တာနော်အဲ့ဒီဘက်မှာခွန်ထိပ်စီ3ခက်စီ4ခက်စီနောက် ဒီကဏ္ဍကတုံညတုံလုံးရောက်ဒီဒီနေရာမှာ၄ထိပ်နောက်တုံးလုံး၄လို့ဖြစ်တဲ့အောက်မှာတုံညထိပ်၃လုံးထောင်၃လုံး၅ရဲ့ပြီးမှာเนาะဆောင်း၃လုံး၅ရဲ့ပြီးမှာတုံညထိပ်အဲ့ဒီမှာ၃ထိပ်ဒီ၃လုံးမြောက်ကြလိုက်တာ ਨੇ ဒီဆောင်ကမြင်ရလားရှင်းရလားအဲ့ဒီ၃လုံး၅လို့ဖြစ်ထားတဲ့ပြီးမှာเนาะဒီလင်းနောက်ပဲကြောင်းနောက်၃လုံး၄လို့ရတဲ့အောက်မှာဒီထွက်တယ်เนาะ အဲ့ဒီနေရာမှာကျွန်တော်တို့ဒီဆောင်သုံးလုံး၅လို့ဖြစ်ထားတဲ့ဘေးမှာခွန်ထိပ်စည်းသုံးလုံးမြောက်ကနေထွက်ရှင်နေเนาะအဲ့ဒီခွန်ထိပ်နဲ့ကျွန်တော် organ တကွက်ထုတ်ထားတယ်ဟိုအချိန်မထွက်ခင်နေကျွန်တော်ထုတ်ထားပြီးသားအဲ့ကနန်းနေကျွန်တော်ညီမပြီးကမိတ်ဆွေတရှုပ်ကိုလည်းကျွန်တော်ပို့တော်ပို့ပြီးပို့တယ်ဆိုတာကျွန်တော်ယုံသွားတဲ့လူတွေပေါ့နော်ကျွန်တော်လူရင်းနေကျွန်တော်ပို့ပြီးသွားပြီအတရှုပ်လူစိမ်းတွေကိုတော့ကျွန်တော်မပို့သေးဘူးဗျာနော် နောက်ပြီးတော့ချဲထွက်မဲ့နေပေါ့နော်ချဲထွက်မဲ့နေလောက်ကြမှာကျွန်တော် site တစ် site ကျွန်တော်တင်ပေးအောင်မယ်။ all the site ပေါ့နော် all the site တစ် site ကျွန်တော်တင်ပေးမယ်။ခွန်ထိပ်စည်းနဲ့ပဲကျွန်တော်အော်ထုတ်ထားတယ်။အဲဂျားထဲမှာဂျားထဲမှာစောစောလိုချင်တဲ့လူကတော့စောစောလိုချင်တဲ့လူကတော့ထိုင်းမျိုးတွေပြောတာ။နော်မြန်မာမျိုးတွေပြောမှာပေါ့။မြန်မာပြောတော့မလား။ အာအာညောင်းကပေါ့ဗျာအာညောင်းကအဲခွန်နှစ်တက်လဲထိုးလို့ရတယ်ခွန်နှစ်တက်လဲကောင်းတယ်ခုနကကျွန်တော်ပြတဲ့ခွန်ထိပ်တပိတ်နှစ်ခါနဲ့ဆိုခွန်နှစ်တက်ဆိုလဲမဆိုးဘူးခွန်တုံညတက်တယ်อืมခွန်တုံညတက်လဲကောင်းတာပဲကျွန်တော်မထည့်တော့ပါဘူးဗျာနော်ခွန်ထိတ်၃လုံးမြောက်ကြာမဲ့ဆိုင်ကိုကျွန်တော်ကြိုက်လို့ အဲ့မှာ၄ကတည်းအနည်းကမှာနော်၄နည်းကမှာ၄ကစိုက်၃ကစိုက်ရှိတာပဲ ကဲဟုတ်ပြီအားလုံးပဲကျွန်တော်ပြောသွားတဲ့ကဏ္ဍနေမှတ်မိပါပါเนาะမှတ်မိပါပါဆိုတော့ကျွန်တော်ခုနကပြောသွားတဲ့ခွန်၄၈၈၈၈ခွန်၄၈ခွန်68เนาะခွန်18เนาะဒါပဲခုနကကျွန်တော်ပြပါ ဲ့တော့နောက်ကြတဲ့လူတွေ